စတင်ပါလာအတွက်ဆေးလုံလာချုပ်ပေးရန်ကျန်းအေဂျင်စီပေါင်း200ခန့်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 2025ခုနှစ်စက်တင်ဘာလအတွက်ဆေလိုလာချုပ်ပေးပို့ရန်ကြန့်ရှိတဲ့အေဂျင်စီပေါင်း200ခန့်ရှိတယ်လို့လုံတမောင်းဝန်ကြီးဌာနစိတ် migration channel ကထုတ်ပြန်ပါထိအဆိုပါရှေ့အတွက်ဟာ August လနဲ့နိုင်ရှင်ရင်ပုံမိုများပြားလာတာဖြစ်ပြီးပြီးခဲ့တဲ့ August လကဆေလိုလာချုပ်ပေးပို့ရန်ကြန့်ရှိတဲ့အေဂျင်စီပေါင်း138ခုသားရှိပြီးစက်တင်ဘာလမှာထော့196ခုအထိရှိလာတာဖြစ်ပါထိ ပြည်ပအလောကိုင်းရှာဖွေရေးအေဂျင်စီတို့ရဲ့အနေနဲ့၎င်းတို့ကသစဉ်ဆေးလွှတ်တဲ့လုံတမအထွေရဲ့ဆေးလွှတ်လချုပ်စရင်ကိုလုံတမဝင်ကြီးဌာနသို့လာစေမပြတ်မကွက်တင်ပြရတာဖြစ်ပါတယ်။ဒီလိုတင်ပြရမှာပြည်ပတို့လုံသားဆေးလွှတ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပေးပို့ပေးရန်နဲ့အချိန်မီပေးပို့ချဖို့လုံတမဝင်ကြီးဌာနကအတိပေးထားပါတယ်။ ။တမန်ရှက်အထွင်ပေးပို့ခြင်းမရှိတဲ့အေဂျင်စီတွေအနေနဲ့ဖန်ချေးပေးဆောင်မှဖြစ်တယ်လို့လည်းသိရပါသေးရှင်။